ကျင်းကျင်ခန်းသားစွာမင်္ဂလာဆောင်မဲ့ငွေတွေကိုမင်္ဂလာဆောင်မဲ့နဲ့အလွတ်လုပ်ခဲ့တဲ့ဥပညာရှင်မင်္ဂလာဆောင်ရွယ်လီတွေမင်္ဂလာဝဲဆိုတာကတသက်မှာတစ်ခါဆောင်ရတဲ့ထင်းများမင်္ဂလာဝဲဖြစ်ပါတယ်။ဒါကြောင့်လည်းချမ်းသာကြွရတဲ့ဇုံရဲတွေကလည်းချမ်းသာကြွရတဲ့နှစ်ဖက်မိပါဆွေမျိုးအတိုင်းဝိုင်းနေတဲ့ညီမင်္ဂလာဆောင်ကြသလိုစင်ရင်နွမ်းပါတွေကလည်းနွမ်းပါတဲ့လျောက်တနိုင်သမျှအားလေးနဲ့အကောင်းဆုံးမင်္ဂလာဝဲကိုကျင်းပကြပါရစေ။ဒါမှမဟုတ်ဒီဗီဒီယိုထဲမှာတော့ကြီးကျယ်ခန်းသားစွာမင်္ဂလာဆောင်နိုင်ပါလိမ့်ရနဲ့ ပရိသတ်တွေဗီဒီယိုကရောက်နေတဲ့သူတွေ၊ကုညီလိုအပ်နေသူတွေအတွက်မင်္ဂလာပွဲမကျင်းပပဲနဲ့မင်္ဂလာဆောင်စည်းတွေကိုလှူဒါန်းခဲ့တဲ့အမှုပညာရှင်ဆောင်တွဲတွေမင်္ဂလာသုံးစိတ်တွေကိုလှူဒါန်းခဲ့တဲ့အမှုပညာရှင်ဆောင်တွဲတွေကိုပြောပြပေးသွားမှာပါ။နံပါတ်၄ပြည်တူးနဲ့အင်ဒရာကျော်စင်ကြီးကျင့်ခန်းသားဆောင်မင်္ဂလာဆောင်ခွင့်ရပါမယ်။မဆောင်ဝင်တဲ့မင်္ဂလာသုံးစိတ်တွေကို Pride Foundation ကိုလှူဒါန်းခဲ့တာကပြည်တူးနဲ့အင်ဒရာကျော်စင်တို့ဆောင်တွဲပါ။အားလုံးဒီကြတဲ့အတိုင်းပြည်တူးနဲ့အင်ဒရာကျော်စင်တို့ဟာမြန်မာနိုင်ငံအမှုပညာလောကမှာ အောင်မြင်မှုအများဆုံးပရိသတ်တွေအားပေးမှုအများဆုံးအမှုပညာရှင်ဆုံးတွေဖြစ်ပါတယ်ဒီလိုထိတ်တန့်အမှုပညာရှင်နှစ်ယောက်ရဲ့မင်္ဂလာဝဲကဘလောက်တောင်ကြီးကျယ်ခမ်းနားနေမလဲဆိုတာကတော့ပြောစရာလိုမယ်တော့မထင်ပါဘူးနော်ဒါပေမဲ့လည်းဖြစ်တူးနဲ့အင်ဒရာဂျာဆင်တို့ဟာကြီးကျယ်ခမ်းနားစွာမင်္ဂလာမဆောင်ဘဲနဲ့သူတို့ရဲ့အောင်မြင်မှုအချိန်ဝိုင်းနဲ့လိုက်ဖက်တဲ့မင်္ဂလာပွဲကိုပဲရှင်းပြခဲ့ပါတယ်ဒါအပြင်ဖြစ်တူးနဲ့အင်ဒရာဂျာဆင်တို့ဇုံလဲနေဟာမင်္ဂလာပွဲတွေကိုအဆင့်တန်းနဲ့ညီကျင်းပခဲ့ကမင်္ဂလာပွဲကရရှိရငွေအကုန်လုံးကို ပြည်တည်ဦးဖောင်ဒေးရှင်းအတွက်အသုံးပြုကအကြောင်းသားလူငယ်များပြားကိုပညာရေးစိတ်တွေထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်တည်ဦးနဲ့အင်ရာဇင်တို့ဇနီးမောင်နှံကိုချီးကျူးရမှာပါ။နံပါတ်3တထေးဤစေတီဟာနဲ့မင်းသမီးနန္နာလိုက်မင်းလာဆောင်မဲ့ငွေတွေကိုမသုံးမဲ့နဲ့မုံတိုင်းတဲ့ပြည်သူတွေကိုလှူဒါန်းခဲ့တာကတထေးဤစေတီဟာနဲ့နန္နာလိုက်တို့ဇနီးမောင်နှံပါ။ကြည်တဲ့ချမ်းသာတဲ့ထိတ်တန်းတထေးကြီးတွေနဲ့မြန်မာနိုင်ငံမှာနာမည်ကြီးဆုံးထိတ်တန်းမင်းသမီးနန္နာလိုင်ရဲ့မင်္ဂလာဝန်းဟာဆိုရင်2000ဝန်းကျင်ခုနှစ်မှာတကယ်ကိုအားလုံးက စိတ်ဝင်စားဖြစ်ခဲ့ကြတာဖြစ်ပါရင်သူပြင်တော့မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတထေးသားဦးစေတီဟာနဲ့အချောင်းသာဆုံးမင်းသမီးလေးနန္ဒာလိုင်းတို့ရဲ့မင်္ဂလာပွဲမလို့စိတ်နှင်းများရွှေနှင်းလာလို့လိုက်ဖက်ညီကမင်္ဂလာပွဲကိုမြန်မာနိုင်ငံမှာအကြီးဆုံးမင်္ဂလာပွဲဖြစ်မယ်ကျင်းပမယ်လို့စီစဉ်ခဲ့ရလို့ဆိုရင်ဒါပေမဲ့လည်းမထင်မှတ်ဖယ်နဲ့2008ခုနှစ်မင်္ဂလာနှစ်ရက်နေ့၃ရက်နေ့မှာတော့မြန်မာသမိုင်းမှာအင်အားအပြင်းဆုံးနဲ့ထိခိုက်နေတာဆုံးရှုံးမှုများပြခဲ့တဲ့နာဂတ်မုံတိုင်းက အင်အားရိတိုင်းရဲ့ရန်ကုန်မြို့ကိုတိုက်ခတ်ခဲ့တာပါဒါပေမဲ့မင်္ဂလာမဆောင်ရဲ့နှစ်ပတ်လုံးမှာဖြစ်ပျက်ခဲ့တဲ့အဲ့လိုပြင်းအားမုန်တိုင်းကြောင့်လည်းတထေးကြီးစေတီဟာနဲ့နန္ဒလိုင်တို့ဇနီးမောင်နဲ့ဟာကြီးကျယ်ခမ်းနားစွာမင်္ဂလာမဆောင်တော့ပဲနဲ့မင်္ဂလာဆောင်ပွဲစိတ်တွေအကုန်လုံးကိုနာခင်မုန်တိုင်းတင့်ပြည်သူတွေကိုလှူဒန်းခဲ့ကြတာဖြစ်ပါတယ်သူတို့နေရာမင်္ဂလာပွဲတို့တော့ဟောင်းကြီးကောင်မှအချင်းယုံချင်းပါခဲ့ကြောင်းလည်းသိရပါတယ်နန္ဒလိုင်နဲ့တထေးကြီးစေတီဟာသူတို့ရဲ့မင်္ဂလာပွဲကိုကြီးကျယ်စွာမကျင်းပါတော့ပဲ အခုလောဘေးဒုက္ခသင့်ပြည်သူတွေကိုလှူဒန်းခဲ့တဲ့စိတ်သဘောထားလေးကတော့လေးစားအားကြချီးကျူးစရာလို့ဆိုရမှာပါ။နံပါတ်2ဖြိုးရင်းနဲ့မက်ခင်မို့မို့တဲ့ကြီးကျယ်ခန်းသာစွာမင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့ငွေတွေအားလုံးကိုမင်္ဂလာဆောင်တဲ့နေရာမှာမတုံးပြတော့ပဲနဲ့ငလင်တန်းသင့်ပြည်သူတွေအတွက်အတုံးပြဖို့ဆုံးဖြတ်လိုက်ကအစောရောဖြိုးရင်းနဲ့အသက်ဆက်ဆက်ဇနီးကြောင့်မက်ခိုင်မို့မို့တဲ့လိုဇနီးမောင်နေပါ။ဆိုတော့ဖြိုးရင်းနဲ့ဇနီးတဲ့မက်ခိုင်မို့မို့တဲ့ဟာချမ်းသာကျေဝါရဲရှမ်းစော်ဝါနယ်ဝင်နေဖြစ်တယ်လို့ရန်ကုန်မြို့မှာစိန်ဆိုင်တွေအများကြီးကိုဖွင့်လှစ်ထားတာကြောင့် မင်္ဂလာဝဲကို၄လပိုင်း၅ရက်နေ့မှာကြီးကျယ်ခမ်းနားစွာကျင်းပဖို့ပြင်ဆင်ထားတာဖြစ်ပါတယ်။ဒါမှမဟုတ်လည်းဒီမတိုင်ကမှအင်အားပြင်းထန်တဲ့ငလင်ကြီးလှုပ်ခတ်သွားခဲ့တာပါ။ဒါကြောင့်လည်းဆိုတော့ဖြိုးရင်းနဲ့ဒုစနီးတဲ့စိတ်တထေးမကြီးဒေါခိုင်မို့တဲ့တို့ကလည်းမင်္ဂလာမဆောင်တော့ပဲ။မင်္ဂလာဆောင်မှာကုန်ကြမဲ့ဈေးတွေကိုမြန်မာနိုင်ငံမှာကြုံတွေ့ခံစားနေရတဲ့မြင်းလေဒေါခတွေကိုကုညီလူရန်သွားခဲ့ရပါ။နမလေးပိုင်ကွန်နဲ့လင်းမြဖြူတို့စနီးမောင်းနဲ့ပြည်ပနိုင်ငံထိပါအောင်မြင်တဲ့မြန်မာနိုင်ငံရှေ့ဆက်ဘာမင်းသားတစ်လက်ဖြစ်တဲ့မင်းသားပိုင်ကွန်ဟာလည်း မင်္ဂလာဝန်ကြီးတွေပြုလုပ်မဲ့အစားသရုံးရရဲ့မင်္ဂလာပွဲအတွက်အသုံးပြမဲ့ပတ်စံတွေကိုဗီဒီယိုရေကော်ဒင်းပေးခဲ့တာဖြစ်ပါတယ်အခုပြပြပေးသွားတာကတော့မင်္ဂလာပွဲကိုဂုံမကာသနာနဲ့အသုံးချပေးတဲ့လူတွေအတွက်အကျိုးရှိရေသုံးချခဲ့တဲ့အနုမညာရှင်ဇနီးမောင်နဲ့အတွဲလေးတွေဖြစ်ပါတယ်ပရိသတ်တို့ကရောဒီစုံနဲ့လေးတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးရှင်နဲ့ပြောသားခဲ့ကြပါဦး